စစ်တပ်ကမတရားဖမ်းဆီးထားသောဒေါ်အောင်ဆန်းစုကြည်နှင့်သမ္မတဦးဝင်းမြင့်အပါအဝင် NLD အစိုးရခေါင်းဆောင်များမှနိုင်ငံရေးအကျဉ်းသားများမဟုတ်ပဲအကျဉ်းပြတ်လက်စား၍ပြစ်ဒဏ်ကြခံရသူများဟုတက်တက်ခိုင်ကပြောပါတယ်။အကြံပေးစစ်တပ်ကမတရားဖမ်းဆီးထားသောဒေါ်အောင်ဆန်းစုကြည်နှင့်သမ္မတဦးဝင်းမြင့်အပါအဝင် NLD အစိုးရခေါင်းဆောင်များမှနိုင်ငံရေးအကျဉ်းသားမဟုတ်ပဲအကျဉ်းပြတ်လက်စား၍ပြစ်ဒဏ်ကြခံနေရသူများသာဖြစ်ကြောင်းပြည်သူ့ရှေ့ဆောင်ပါတီဥက္ကဋ္ဌတက်တက်ခိုင်ကပြောဆိုလိုက်ပါတယ်။ အောက်တိုဘာလ3ရက်နေ့ရန်ကုန်မြို့တွင်ပြုလုပ်သောပြည်သူ့ရှေ့ဆောင်ပါတီသတင်းစာရှင်းလင်းပွဲတွင်တသက်ခိုင်ကထိုကဲ့သို့ပြောဆိုလာခြင်းဖြစ်ပါသည်။ဒေါအောင်ဆန်းစုကြည်သည်တဘာဝဘေးကာကွယ်ရေးရန်ပုံငွေကိုရရင်ဝယ်စီးခဲ့သူဖြစ်ကြောင်းနိုင်ငံရန်ပုံငွေများကိုစစ်စစ်မှုမရှိဘဲအလျင်အလွတ်များပြီးဘုံဘောလောအသုံးပြုခဲ့သူဖြစ်ကြောင်းတသက်ခိုင်က ပြောဆိုပါသည်။ကျွန်မတီးရတလောက်ပေါ့နော်။ဒါက public information လည်းဖြစ်ပါရဲ့ရှင့်။ဆိုလို့ရှိရင်နိုင်ငံရဲ့အကျဉ်းသားလို့နိုင်ငံတကာကသတ်မှတ်တာရှိပါတယ်။သို့တော်လည်း တကယ်တော့ပုံမှန်တွေကနိုင်ငံရေးပုံမှန်တွေမဟုတ်ပါဘူးရှင်။အစိုးရတရက်ဖြစ်မှုတဲ့အချိန်မှာအကျင့်ပြက်လာစားမှုလိုမျိုးပုံမှန်တွေနဲ့တရားစွဲခံထားရပြီးပြစ်ဒဏ်ကျခံနေရတာဖြစ်ပါတယ်ရှင်။ဘာဖြစ်လို့အဲ့ဒါကိုပြောနိုင်တယ်လဲဆိုရင်ဒါကတော့အများစိတ်ဝင်စားတဲ့ကိစ္စဖြစ်ပါတယ်။လူတိုင်းလည်းသိပါတယ်။ဘယ်ပုဂ္ဂိုလ်ကတော့ပုံမှန်တွေနဲ့ထောင်နာဘလောက်ကျတယ်ဆိုတာအဲ့ဒါအရေးကြီးပါတယ်ရှင်။နိုင်ငံတကာကတော့နိုင်ငံရေးအကျဉ်းသားလို့နာမည်တက်တာပေါ့နော်။နိုင်ငံရေးအကျဉ်းသားမဟုတ်ပါဘူး။အကျင့်ပြက်လာစားမှုနဲ့ပုံမှန်တွေနဲ့စွဲခံရပြီးတော့ တကယ်လဲစစ်ဆေးပေါ်ပေါက်လို့တကယ်ပြစ်ဒဏ်ကြခံရတာဖြစ်ပါတယ်ရှင်ဟုတက်တက်ခိုင်ကပြောဆိုပါတယ်ဒေါအောင်ဆန်းစုကြည်ဒီအမျိုးသားတဘာဝဘေးရန်ကုန်ငွေကိုအလေအလွတ်ဖြစ်စေရရင်စီမံခန့်ခွဲရန်တာဝန်ရှိသည့်အတွက်ပြစ်ဒဏ်ချတရားစွဲခံရခြင်းဖြစ်သည်ဟုတက်တက်ခိုင်ကပြောဆိုပါတယ်ဝန်ကြီးဌာနတွေကိုချထားတဲ့ဘတ်ဂျက်တွေအကုန်လုံးရဲ့ဝန်ကြီးဌာနတိုင်းရဲ့ဘတ်ဂျက်ရဲ့ဆယ်ရာခိုင်နှုန်းကိုပြန်နှုတ်လိုက်ပြီးတော့အဲ့ဒီဆယ်ရာခိုင်နှုန်းကိုအမျိုးသားတဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုရန်ကုန်ငွေထဲထည့်လိုက်တာပေါ့နော်ထည့်လိုက်ပြီးတော့မှ ကိုဗစ်ရံပုံငွေဆိုပြီးထရီလာနဲ့ချီပြီးရှိပါတယ်ရှင့်ရှိတဲ့အခါကျတော့ဒီငွေတွေကပုံနေတဲ့အခါကျတော့တကယ်တော့လုံရမှာကတဘာဝအဘေးကျော်ပါရေးဆိုတာမှာလမ်းတွေဆိုလေရာသီဥတုံခန်းနိုင်အောင်အဆောက်အုံတွေငလင်းတန်းခန်းနိုင်အောင်ရာသီဥတုံခန်းနိုင်အောင်ဘုံတိုင်းတန်းခန်းနိုင်အောင်တဘာဝဘေးခန်းနိုင်အောင်အဲ့ဒါတွေစောက်ကြရမှာဖြစ်ပါတယ်သို့တော်လည်းအဲ့ဒီရံပုံငွေတွေကိုသုံးမြတ်ချက်ချခဲ့ကြတဲ့လူတွေကထားပါတော့ဟက်စကီဝယ်တယ်လို့ပြီးလို့ရှိရင် အခြားသူကောင်းစင်နဲ့မကိုက်ပဲအသုံးပြုခဲ့တာတွေ လိုအပ်တဲ့အလေအနွေစစ်ဆေးပေါ်ပေါက်ပါရဲရှင်စစ်ဆေးပေါ်ပေါက်ပြီးတော့နောက်ဆုံးတော့ဒီ husky စီးဖို့ anti do အောင်စားစုကြီးစီးဖို့ပေါ့နိုင်ငံတော်ပိုင်းရရင်ဆိုပြီးဝယ်တာဖြစ်ပါတယ်သို့တော်လည်းတကယ်ဝယ်တဲ့လူတွေရောင်းတဲ့ဝယ်တဲ့အချိန်မှာ transaction လုပ်တဲ့အချိန်မှာအလေအနွေများပြီးတော့မှစစ်ဆေးပေါ်ပေါက်တာတွေအများကြီးရှိပါရဲရှင်အဲ့ဒါကိုနောက်ဆုံးဘသူကတာဝန်ခံရတယ်လဲဆိုတော့နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကတာဝန်ခံရတာပေါ့နော်ဟုတ်တက်တက်ခိုင်ကပြောဆိုပါတယ် NLD ဆိုရလက်ထက်တွင်နိုင်ငံတကာအကူအညီရန်ပုံငွေအများပြားရရှိခဲ့ပြီး ဘာနာကြီးစီးနင်းကြနဲ့မကန့်ညီပဲတုံ့ပြန်ခဲ့ကြောင်းသူကဆက်ပြောပါတယ်။ NL ခေတ်တုန်းကတော့ရန်ပုံငွေကပိုရှံပြီးတော့ COVID လည်းဖြစ်တယ်။အဲဒီအချိန်မှာ COVID ကြောင့်မလို့နိုင်ငံတကာကူညီတွေရတာလည်းရှိပါတယ်။ပြီးခဲ့တဲ့ NL ရဲ့ဆိုးရလက်ထက်ကတော့ FDI တွေလည်းလာတယ်။နောက် ODA Official Development Assistant တွေဖွံ့ဖြိုးမှုအတွက်တရားဝင်ပေးတဲ့အကူအညီတွေဒါတွေအများကြီးရတယ်။ပြီးလို့ရှိရင် Technical Assistant တွေလည်းအများကြီးရတယ်။ရတဲ့အချိန်မှာငွေတွေကဘုံဘောလောဖြစ်တဲ့သဘောဖြစ်ပါတယ်။ ဖြစ်ပြီးတော့တုံးဆွဲတာတွေမှာနည်းနည်းစီစစ်စစ်နဲ့ဘာသာရေးစီးမြင်နဲ့မကန့်ညီပဲတုံးဆွဲတာတွေဒါတွေကိုတာဝန်ခံရတာတွေရှိပါတယ်ဟုတက်တက်ခိုင်ကပြောဆိုပါတယ်တက်တက်ခိုင်ဒီ2015ခုနှစ်တွင် NLD ပါတီဒဂုံမြုပ်နယ်ပြည်သူ့လွတ်တော်ကိုယ်စားလှယ်ဖြင့်အနိုင်ရရှိခဲ့ပြီး2019ခုနှစ်တွင် NLD ပါတီမှနှုတ်ထွက်ခဲ့သူဖြစ်ပါတယ်2019ခုနှစ်တွင်ပြည်သူ့ရှေ့ဆောင်ပါတီထူထောင်ခဲ့ပြီး2020ရွေးကောက်ပွဲတွင်တက်တက်ခိုင်ပြည်သူ့ရှေ့ဆောင်ပါတီမှအမတ်နေရာတစ်ခုမှအနိုင်မရရှိပဲခွတ်ခွတ်လန်အောင်ရှုံးနိမ့်ခဲ့ပါတယ် ်တက်တက်ခိုင်မှာ2021အာနာသိမ့်မှုဖြစ်ပွားပြီးနောက်စစ်ကောင်စီတွင်လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြည်내နေရာချတိုင်းဝန်ကြီးဖြစ်လာခဲ့ပြီး2023ဩဂုတ်လ3ရက်တွင်ဟိုတယ်နှင့်ခီးတွန်းလိုင်းဝန်ကြီးဌာနပြည်တော်စုဝန်ကြီးဖြစ်ပြောင်းလဲခန့်ခြင်းခံရက2025ခုနှစ်ဇန်နဝါရီ31ရက်နေ့ဝန်ကြီးရာထူးတာဝန်များမှအနာပေးခံခဲ့ရပါသည်နေပြည်တော်မှာမဲဆင်းမာတယ်လို့ဝေဖန်ခဲ့တဲ့ဘူးလက်လှပ်ဆွေခုံမေးခံနေရတာအဖမ်းခံရတာလားနေပြည်တော်မှာမဲဆင်းမာတယ်လို့ဝေဖန်ခဲ့တဲ့ဘူးလက်လှပ်ဆွေကို မနေ့ညပိုင်းစစ်တပ်ကနေရင်ကနေလာရောက်ခေါ်ဆောင်သွားပြီးဒီနေ့မှဆက်သွယ်မရတော့ဘူးလို့တီးရပါတယ်။အော်တိုဘားလ9ရက်နေ့မှာဘူးလက်လှဆွေကနေပြည်တော်မှာမဲစရင်တွေမှားနေတဲ့အကြောင်းလူရေ900ရှိရင်300လောက်မှားနေကြောင်းတေးတဲ့သူတွေစရင်ပါနေပြီးရက်ွက်အုပ်ချုပ်ရေးမှုနဲ့မိသားစုတောင်မဲစရင်မပါကြောင်း၂020ရွေးကောက်ပွဲကာလမဲစရင်အဟောင်းကိုတုံးတယ်လို့ယူဆကြောင်းမဲစရင်များအလွန်ကွာဟနေပြီးမဲစရင်များပြန်လည်ပြုပြင်ရပင်အချိန်တစ်ပတ်သာကြာတော့ကြောင်း မဲဆင်းမှားယူမှုအဆင်မပြေကြောင်းဘူးလက်လှဆွေကထုတ်ဖော်ပြောဆိုခဲ့ပါတယ်။အဲဒီနောက်အော်တိုဘားလ10ရက်နေ့ညပိုင်းမှာဘူးလက်လှဆွေကိုစစ်တပ်ကနေရင်ကနေလာရောက်ခေါ်ဆောင်သွားတယ်လို့သတင်းတွေထွက်ပေါ်လာပြီးဒီနေ့အထိဘူးလက်လှဆွေရဲ့လက်ကင်ဖုန်းတွေကိုလည်းဖုန်းခေါ်လို့မရတော့ကြောင်းသိရပါတယ်။ပုံမှန်အားဖြင့်နေ့စဉ် TikTok မှာဗီဒီယိုလေးတွေတင်ပြီးနိုင်ငံရေးစီးပွားရေးအာဏာသိမ်းမှုအခြေအနေတွေကိုသုံးသပ်ချက်ဗီဒီယိုလေးဖြန့်ဝေလေးရှိတဲ့လှဆွေရဲ့ TikTok အကောင့်မှာလည်းဗာဗီဒီယိုမှမတင်နိုင်တော့တာတွေ့ရပါတယ်။ စစ်တပ်နဲ့လော်ဘီအမိခါသတင်းသမားတွေစုဝေးနေတဲ့ Viber Group မှာလည်းသတင်းသမားအမိခါစစ်တပ်လော်ဘီအောင်မင်းကဂူရီလာဆွေဖမ်းခံထားရသလားလို့စစ်တပ်ကမေးခွန်းထုတ်ထားပေမဲ့လည်းစစ်တပ်ဘက်ကတော့ဘာမှအကြောင်းမပြန်ပါဘူးမေးခွန်းမဲ့သူအောင်မင်းဆိုသူကခင်ကြီးရဲ့အတွင်းလူယုံဖြစ်ပြီးတော့ကျန့်ဖို့ရဲ့အမခံလော်ဘီလည်းဖြစ်ပါတယ်မဲဆင်းမှားယူမှုအကြောင်းပြလို့အာနာသိမ်းခဲ့တဲ့စစ်တပ်အတွက်ဂူရီလာဆွေရဲ့ဝေဖန်ချက်ကအရှိုက်ကိုထိုးတယ်လို့ဖြစ်သွားစေနိုင်တယ်လို့ကျန့်ခံရေးတရင်ရင့်ကသုံးသပ်ပါတယ်ဒါပေမဲ့ဂူရီလာဆွေကိုစစ်တပ်ကဖမ်းသွားတာလား ခေါ်မေးနေတာလားဆိုတာကိုကြံ့ခိုင်ရေးပါတီဘက်ကလည်းဘာမှမသိဘူးလို့အဲ့ဒီသတင်းရင်းမြစ်ကဆက်ပြောဆိုပါတယ်။ကြံ့ဖို့ပါတီတွင်းမှာမရောက်နိုင်တဲ့စစ်တပ်ထိပ်ပိုင်းကဓာတ်ရိုက်စီမံခန့်ခွဲနေတာဖြစ်ပြီးပါတီအနေနဲ့အတွင်းရေးတွေကိုဗဟိုကော်မတီဝင်အဆင့်ကိုတောင်တိကျမရှိတော့ဘူးလို့ကြံ့ခိုင်ရေးသတင်းရင်းမြစ်ကဆိုပါတယ်။နေပြည်တော်ပေါ့ပေါ့သတင်းမြို့နယ်မှာရွေးကောက်ပွဲဝင်ရောက်ရှင်တန်မဲ့ဘူးလက်လှဆွေဖမ်းခံရတာလား။ ခဏခုံမေးခံရတာလားတွတ်တော့မှသူ့ထုံးစာနိုင်ဗီဒီယိုအတူတွေတင်ပြီးထင်ထင်သုံးသက်ချက်တွေရန်တမ်းပြောနိုင်အောင်မလားဆိုတာကိုတော့စောင့်ကြည့်ရအောင်ပါပဲဖြစ်ပါတယ်မော်လိုက်မြုံနယ်တွင်တင်းညက်စစ်စင်ရေးဖြင့်စစ်တပ်စခန်း6ခုကိုတိုက်ခိုက်သိမ်းပိုက်ပြီးစစ်တုံးပန်းနဲ့လက်လက်ခဲရအများပြားကိုဖမ်းမိကြောင်းသိရှိရပါတယ်စကိုင်းတိုင်းမော်လိုက်မြုံနယ်တွင်တင်းညက်စစ်စင်ရေးကာလတွင်စစ်တပ်စခန်း6ခုကိုသိမ်းပိုက်ရရှိခဲ့ကြောင်းမော်လိုက်တော်နိုင်အင်အားစုမှတာဝန်ရှိသူတို့ကပြောပါတယ်ဩဂုတ်လနဲ့စက်တင်ဘာလတွင် မော်လိုက်မြုံနယ်အတွင်းရှိအချမ်းဘက်စစ်တပ်စခန်းများကိုတော်လှန်ရေးတပ်ဖွဲ့များပူးပေါင်းပြီးတင်းရက်စစ်စင်ရေးဖြစ်ထောဆောင်ခဲ့ရာထောသားရွာပြူစောတိစခန်းအော်စည်းကုံရွာစခန်းညောင်ဝန်းရွာပြူစောတိစခန်းနောက်ပင်းရွာစခန်းကိုနှပ်ပင်ရွာစခန်းကုန်းနဲ့တောင်းအင်ရွာစစ်တပ်စခန်းစသည့်6ခုကိုတိမ့်မိုက်ရရှိခဲ့ကြောင်းသိရှိရပါတယ်တိုက်ခိုက်တိမ့်မိုက်တာက9ခုပါ တောင်းအင်စခန်းကုန်းကတော့စစ်ခွေးတွေစုတ်ခွာထွက်ပြေးတာပါစုစုပေါင်းစခန်း6ခုတိမ့်မိုက်ရရှိပါတယ် ထိခိုက်ဖန်စီသိသိရရှိမှုတွေကတော့စစ်ဒေသကထုတ်ပြန်ပါလိမ့်မယ်။တော်လှန်ရေးတပ်ဖွဲ့ဝင်တွေဘက်ကလည်းထိခိုက်ကြဆုံးအနေငယ်တော့ရှိပါတယ်။လက်ရှိတပ်ဖွဲ့ဆက်ဖြစ်နေတာမျိုးတော့မရှိပါဘူး။စစ်ရေးတင်းမာတဲ့အခြေအနေတော့ရှိပါတယ်ဟုမော်လိုက်တော်လှန်ရေးအင်အားစုမှတာဝန်ရှိသူကပြောပါတယ်။တင်းကျပ်စစ်စင်ရေးကိုမော်လိုက်တော်လှန်ရေးအင်အားစုများဖြစ်သည့် KN တိုင်ရင်တိုင်ရင်နှစ်တိုင်ရင်သုံးတိုင်ရင်လေးပြည်သူ့ကော်မတီတပ်ဖွဲ့ပကဖာနဲ့ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ပါလာဖာတို့ပူးပေါင်းကလှုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါတယ်။တင်းကျပ်စစ်စင်ရေးအတွင်း အကြံပေးစစ်ကောင်စီတပ်မှအတင်းအကျပ်ဖမ်းဆီးကာစစ်မှုထမ်းခေါ်ဆောင်ခြင်းခံရသည့်စစ်သား၄ဦးသည်လက်လက်ခဲယမ်းများနဲ့အတူအလင်းဝင်ရောက်ခဲ့သဖြင့်တော်လှန်ရေးအင်အားစုဖက်မှဂုံပြုစုငွေများချင်းမြှင့်ပေးခဲ့ကြောင်းသိရှိရပါသည်။ရွေးကောက်ပွဲကိစ္စဆွေးနွေးဖို့မြေပြည်တော်ကိုမလေးရှားနိုင်ငံဂျိုင်းဝန်ကြီးတွားနေကြောင်းသိရပါသည်။အာဏာသိမ်းစစ်ကောင်စီကလုပ်မဲ့ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးဆွေးနွေးဖို့မလေးရှားနိုင်ငံဂျိုင်းဝန်ကြီးဟာမြန်မာနိုင်ငံကိုတွားရောက်မယ်လို့မလေးရှားဆိုရကထုတ်ပြန်ပါသည်။ မလေးရှားဟာအရှိတောင်အာရှနိုင်ငံများရဲ့အစီအုံအာဆီယံရဲ့အလဲကျအုပ်ထပ်တာဝန်ယူထားတဲ့နိုင်ငံဖြစ်ပါတယ်။နိုင်ငံခြားဝန်ကြီးမိုဟာမက်ဟာဆန်ဟာနေပြည်တော်ကိုအောက်တိုဘာလ9ရက်နေ့မှာတရက်တာခီတောင်းရောက်မယ်လို့အစိုးရကထုတ်ပြန်ထားပါတယ်။သူရဲ့တရက်တာခီးစင်မှာဟာဆန်ဟာစစ်ကောင်းဆောင်မရောက်နိုင်တဲ့စစ်ကောင်စီနိုင်ငံခြားဝန်ကြီးတို့ကိုတွေ့ဆုံမှာဖြစ်ပါတယ်။ပြီးတော့နှစ်ကုန်ကြရင်ကောင်စီကယူဆောင်ပြုလုပ်ကျင်းပမဲ့ရွေးကောက်ပွဲကိစ္စတိုးတက်မှုမရှိဘဲရပ်တန့်နေတဲ့မြမအင်ဂျန်ရေးလုံခြုံရေးကိစ္စရပ်တွေကိုဆွေးနွေးဖို့လည်းစီစဉ်ထားကြောင်းသိရှိရပါတယ်။ ်မူလကမလေးရှားအင်ဒိုနီးရှားထိုင်းနဲ့ဖိလစ်ပိုင်တို့အာဆီယံ၄နိုင်ငံရဲ့နိုင်ငံခြားဝင်ကြီးတွေဟာစက်တင်ဘာလ16ရက်မှာမြန်မာနိုင်ငံကိုတွားရောက်ပြီးစစ်ကောင်စီနဲ့ဆွေးနွေးဖို့စီစဉ်ထားပေမဲ့နောက်တော့အချိန်ရွှေ့ခဲ့တာဖြစ်ပါတယ်စစ်တပ်အာဏာပသိမ်းခင်ကမြန်မာနိုင်ငံကိုအုပ်ချုပ်ခဲ့တဲ့အမျိုးသားဒီမိုကရေစီဖွဲ့ချုပ် NLD ပါဝင်နိုင်ငံရေးပါတီပေါင်း40ကျော်ဟာစစ်ကောင်စီကြီးမှုတဲ့ရွေးကောက်ပွဲမှာမပါဝင်ကြဒါမှမဟုတ်ပါဝင်ခွင့်ပိတ်ပင်ခံထားကြရပါတယ် NLD ဟာ2020ရွေးကောက်ပွဲမှာလူလူထောက်ခံမဲ့82ရာခိုင်နှုန်းအထိရရှိခဲ့တာဖြစ်ပါတယ် ြန်မာအရေးစောင့်ကြည့်လေ့လာနေတဲ့နိုင်ငံတကာကဲခတ်တွေကတော့မလေးရှားပါဝင်အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေအနေနဲ့မြန်မာနိုင်ငံကိုမသွားတာကပိုကောင်းကြောင်းစစ်ကောင်စီရဲ့ရွေးကောက်ပွဲဟာလွတ်လပ်ပြီးတရားမျှတမဲ့အကြောင်းရင်းဘာတစ်ခုမှမရှိကြောင်းစက်တင်ဘာလခီးစဉ်မွှေ့ဆိုင်ခင်တုန်းကပြောကြားထားမှုပါတယ်အမျိုးသားညီရဲဆိုရ NUG ရဲ့အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ဝန်ကြီးဒေါက်တာဆာဆာကလည်း ာဆီယာဟာမြန်မာငြိမ်းချမ်းရေးကိုအမှန်တကယ်လိုလားတဲ့ဆိုရင်လူထုကဥဆောင်တဲ့လုံငန်းစဉ်မျိုးကိုထောက်ခံရမှာဖြစ်ပြီးစစ်တပ်ကဖန်တီးထားတဲ့ဟန်ဆောင်ပန်ဆောင်ကိစ္စမျိုးကိုအားပေးရမှာမဟုတ်ကြောင်းအဲဒီလိုဆိုရင်အာနာရှင်ကိုတရားဝင်မှုပေးတာနဲ့ဘာမှမချကြောင်းသတိပေးထောက်ပြထားပါတယ်။နိုင်ကျင်းတွေကိုနှိပ်စက်တာမှာနာမည်ဆိုးနဲ့ကြော်ကြတဲ့ငင်းကြံတောင်အရာရှိနဲ့ဇနီးနဲ့ရင်မောင်းဖားစီခံရကြောင်းသိရှိရပါတယ်။နိုင်ငံရဲ့အကျဉ်းသားတွေကိုနှိပ်စက်ညှဉ်းပန်းမှုတွေမှာနာမည်ဆိုးနဲ့ကြော်ကြတဲ့ငင်းကြံချင်းဦးစီးရာရှိ ခုဝန်နိုင်ဆုံးရဲ့မိသားစုဝင်တချို့နဲ့ရင်မောင်းကိုတော်လှန်ရေးတပ်ဖွဲ့တချို့ကဖမ်းဆီးထားတယ်လို့မြင့်ကြံမြို့နယ်ပြည်သူ့ကာကွယ်ဖွဲ့မှတာဝန်ရှိသူတချို့ကပြောပါတယ်။အောက်တိုဘာလ9ရက်နေ့ကမြင့်ကြံချင်းဦးစီးဌာနရဲ့အရာရှိဦးဝန်နိုင်ဆုံးရဲ့ဇနီးဒေါ်နီနီဝင်းမြေမယွန်းချယ်ရီဟိန်းနဲ့ရင်မောင်းဦးမင်းခန့်တို့ကိုမြင့်ကြံမြို့သားလမ်းပိုင်းတနေရာမှာတော်လှန်ရေးတပ်ဖွဲ့တချို့ကဖမ်းဆီးလိုက်တာဟုသိရပါတယ်။ရင်းရွှေစစ်ဆေးရင်ခဏထိန်းသိမ်းထားတယ်လို့သိရတယ်။ကလေးကိုတော့ပြန်ပို့ဖို့လုပ်နေပါတယ်။ အမျိုးသမီးကတော့စစ်ဆေးစရာရှိလို့ခဏထိန်းသိမ်းထားအောင်မယ်လို့သိရပါတယ်ဟုမြင့်ချံမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့မြင့်ချံပကဖပြန်ကြားတာဝန်ရှိသူကပြောပါတယ်ဒေသကာကွယ်ရေးတပ်ဖွဲ့တစ်ခုကထိန်းသိမ်းထားတယ်ဆိုတာကိုပဲသိရသေးပြီးအဖွဲ့နာမည်ကိုတော့ထုတ်ဖော်ပြောကြားခြင်းမရှိပါဘူးဖမ်းဆီးခံရသူဒေါ်နီနီဝင်းရဲ့အမျိုးသားဦးဝန်းနိုင်စိုးဟာမြင့်ချံထောင်ပိုင်းကအာဏာရွေးပေးထားပြီးအဆောင်မှုချုပ်လုပ်တာမှ၎င်းကိုခေါ်ကြတယ်လို့မြင့်ချံထောင်ကလွတ်မြောက်လာတဲ့နိုင်ငံရေးအကျဉ်းသားတွေကပြောပါတယ်မြင့်ချံထောင်မှာ၃ဘွင့်အရာရှိ၃ဦးရှိပြီး ဆက်သွယ်ရေးကိုကင်ပြတ်ထားတဲ့ဦးဝင်းကျိုင်းကိုစိလေးရောင်းချသူအရာရှိနောက်တူနဲ့နှိမ့်ဆက်ညင်ပါရေးပိုင်းကိုတာဝန်ယူထားတဲ့သူဟာဦးဝန်းနိုင်စိုးဖြစ်တယ်လို့သိရပါတယ်။ဦးဝန်းနိုင်စိုးကျူးလွန်ခဲ့တဲ့ဖြစ်ရပ်တွေထဲကတစ်ခုကအင်းစိန်ထောင်ကနေလူရဲ့မရှိပြောင်းရွှေ့လာတဲ့အသက်20အရွယ်နိုင်ငံရေးအကျဉ်းသားကိုနိုင်ဝင်းထွန်းကိုဖပြုတ်ကိုဦးဝန်းနိုင်စိုးရဲ့လက်ပါစီတွေကထောင်ထဲကနေခေါ်ယူရိုက်နှက်တာကြောင့်2024ခုနှစ်မှာတည်ဆုံးခဲ့တယ်လို့နိုင်ငံရေးအကျဉ်းသားတချို့ကပြောပါတယ်။နိုင်ငံရဲ့အကျဉ်းသားဟောင်းတူကလည်းသူ့အတွေ့အကြုံကိုပြောတာမှာ ထောင်ရင်းလက်ကင်ဖုံးတချို့အသွင်ပြုမှုပေါက်ကြတာကြောင့်ဝူဝန်နိုင်ဆုံးတဲ့ဖွဲ့ကနိုင်ကျင်းတွေနေထိုင်ရာအဆောင်ကိုအကျဉ်းသားတွေခေါ်ထုတ်ပြီးရိုက်နှက်တာမှုတည်ဆုံသူပြန်ရောက်မလာပဲပျောက်သွားသူတွေလည်းရှိတယ်လို့ပြောပါတယ်အဆောင်တွေမှာပြဿနာတက်ရင်သူ့စီကိုပဲပို့ရတာနိုင်ကျင်းဆိုရင်ကျင်ဆက်တွေနဲ့တိုးတယ်နာမည်ထွက်ထားတဲ့နိုင်ကျင်းတွေဆိုရင်ခေါင်းကိုအုပ်မဲတွေနဲ့အုပ်ပြီးဘူးတဲ့ကိုခေါ်သွင်းသွားတယ်ဘသူရိုက်လို့ရိုက်မှမသိဘူးဒဏ်ရာရတဲ့သူတွေရတယ်တည်တဲ့လူတွေလည်းတည်တယ်လို့နာရဲ့အကျဉ်းသားဟောင်းကဆက်ပြောပါတယ် တခြားထောင်တွေကနေအပြောင်းရွှေ့နဲ့ရောက်လာတဲ့နိုင်ငံတွေကိုထောင်ဘူးဝကနေရက်နဲ့ညှင်းဆဲတာတွေကိုလည်းဥဝန်နိုင်စိုးရဲ့အမိန့်နဲ့ပဲလုပ်နိုင်တာလို့အကျဉ်းသားဟောင်းတို့ကပြောပါတယ်